လာပါခင်ဗျာ reader con channel လေးကပြန်လည်ကြိုဆိုပါတယ်ဒီနေ့တင်ဆက်ပေးမှာတော့စာရေးဆရာနောင်ယူစီရဲ့တော်ရင်မို့ဆိုအတွေ့အကြုံများပုံမိရက်ခအသားစားတပင်အပိုင်းတစ်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရိုးမထဲမှာအသားစားတပင်မျိုးရှိမယ်လို့ကျွန်တော်တော့ဘယ်တော့မှမထင်မိခဲ့ပါသူဆက်နဲ့တပင်များရှိနိုင်တယ်ဆိုတာသိပေမဲ့ဒီလိုမျိုးအသားစားတပင်ဆိုတာမျိုးကအမေဆုံးလုံးလက်ဆိုင်လုံးနဲ့ ်မိုးတက်တော်ဆုံးလေးမှသာရှိတတ်တာလို့တတိချယုံကြည်မိခဲ့တာလဲပါတာပေါ့အခုတော့တာကရမြို့မှာနေတဲ့ကျွန်တော်မိတ်ဆွေကိုငိမ့်ထေးကိုနောက်ထပ်သူနဲ့ကောကျွန်တော်နဲ့ပါခင်မင်းသူကိုစစ်မောင်ကဆက်သွယ်လာခဲ့တယ်သူရိုးမတော်တဲ့ကကြက်ခတ်ဆိုတဲ့ရွာစီမှာအသားစားတဲ့တစ်ပင်တစ်ပင်ကိုတွေ့ရှိထားတယ်တဲ့ကိုငိမ့်ထေးကပွင့်မိသမားဆိုတော့ဒီပင်ကိုစိတ်ဝင်စားမိရပြီလေဒါကြောင့်လဲကျွန်တော်စီကိုရောက်လာတာជីပူကြတော့ကျွန်တော်လဲခေါင်းညိတ်ရတယ် ကိုငိမ့်ထိတ်ကကိုငိမ့်ထိတ်ကခီးစဉ်ကိုချက်ချင်းစီစဉ်တယ်ဒီလိုနေပဲကျွန်တော်တို့ဟာကိုစစ်မောင်ရှိရာရေတာရှိမြို့နယ်တာကရမြို့ကိုရောက်အောင်သွားရတာပေါ့ရန်ကုန်ကနေတာကရမြို့ကိုရောက်ဖို့ကခကြီးကတိမ်ပလန်းလုံးပဲမဲ့ကားချပါတဲ့အတွက်ယထာစီပြီးတောင်ကူကိုဆင်းရတယ်တောင်ကူကတဆင့်တာကရမြို့ကိုလိုင်းကားနဲ့နှစ်နာရီခီးလောက်ပဲရှိလိမ့်မယ်ဒါပေမဲ့လေကျွန်တော်တို့စီမိတဲ့ကားကဒိုင်းနာကားတွေဆိုတော့ကုန်လဲတင် ခကြီးလေးတင်နဲ့တနေ့ရာကိုရရင်အချာရှိပဲနှစ်နာရီခီးကို၄နာရီကြာလောက်နေနေစီးခဲ့ရတယ်။တာဂရကိုရောက်တော့ကိုစစ်မောင်ကဝမ်းသာအဲလဲကြိုးစိုးတယ်။နေ့လေထမင်းစားချိန်ရောက်နေပြီမို့ဘာမှမတိုင်ခင်မှာပဲထမင်းကျွေးတယ်။ဝတ်တန်ရက်နဲ့ငါးရှိမောင်ရင်ရရင်အယုတ်ဒီတောင်ကြက်ဥကျော်တို့ကခကြီးပန်းလာတဲ့ကျွန်တော်နဲ့ကိုငိမ့်တင်စိုးလေးကိုထမင်းမြိန်စေတယ်။တယောက်ကိုနှစ်ပကံလောက်ထီကိုစားပြစ်ကြပြီ။ထမင်းစားပြီးနောက်မှာတော့ကိုစစ်မောင်က သူ့ channel ကတရက်ပင်အောင်မှာရိုက်ထားတဲ့ကုတ်ပစ်ကလေးစီမှာတညက်နဲ့ရင်ွေးချမ်းကိုအချို့တဲဖို့စီစဉ်ပေးပြီးလိုင်းရင်ကိစ္စဖြစ်တဲ့အသားစားတက်ပင်အကြောင်းကိုပြောပြပါတော့တယ်။ကိုစစ်မောင်ရဲ့ပြောပုံရတော့အပင်ကိုသူကိုယ်တိုင်မြင်မှုထားခြင်းမရှိသေးဘူးဆိုတာသိရတယ်။ရိုးမအတွင်းပူကြဆင်စကန်းစီကသူ့မိတ်ဆွေစင်ဦးစီးကြောက်ရဲ့ပြောပြမှုကြောင့်သူသိရတာလို့ဆိုတယ်။အသားစားတက်ပင်တရှိရာကပူကြဆင်စကန်းနဲ့စကားမှန်အကွာရိုးမအတွင်းကကြက်ခက်ရွာစီမှာတဲ့ ပင်ရပုံတံတန်းကပေပင်နဲ့ဆင်တူပြီးအမြင့်ကအပင်ရင်ပါမှာခါးဆောင်လောက်တာရှိတယ်လို့ကိုစစ်မောင်ရဲ့ပြောရသိရတယ်။အဲ့ဒီညကိုအစကကိုငိမ့်ထည့်ရဲ့စီစဉ်မှုကတခြားတဲခုပ်ကိုတွေးထားပဲမဲ့မြို့လေးစီမှာတဲခုပ်ဆောင်မရှိတာမို့ကိုစစ်မောင်ရဲ့စီမံမှုနဲ့ပဲသူ့အိမ်ရဲ့အနောက်ခံမှာညအိတ်တဲခုပ်ဖြစ်ကြရတယ်။နောက်တစ်နေ့မနေ့ကျတော့ကိုစစ်မောင်နဲ့အတူတာကရစည်းစီကိုသွားပြီးလိုအပ်တာတို့ကိုဝယ်တယ်။ကျွန်တော်တို့ကရန်ကုန်ကလေးကဝယ်လာလို့ရပဲမဲ့ တစားစရိတ်တရားပြုရခတ်တာမို့မဝယ်ခဲ့ကြဘူးရိုးမလန်းကို တနအီကျော်လောက်မောင်းပြီးချိန်မှာဖူကျစင်စကန်ကိုဖျက်တမ်းရတယ်ဖူကျစင်စကန်ကိုလွန်တော့တောတောင်တွေအတော့ကိုထူးထူးထဲထဲဖြစ်လာတယ်အတက်စင်းအကွေ့ကောက်တို့ရှိလာတယ်စင်စကန်ကိုလွန်ပြီးတော့ရွာငယ်ကလေးတွေအိမ်စုကလေးတွေဖျက်တမ်းပြီး15မိုင်လောက်မောင်းနေပြီးတော့ရိုးမဖျက်လန်းကနေညနေပဲတစ်ထုပ်လန်းစီကိုချိုးပြီးဆက်လက်ဝင်ကြရတယ်လမ်းကုလက်မှာကပြက်တယ်ကိုချမ်းလေးနဲ့ဆိုလေးကကားကိုပြင်ဆင်ကြတယ် ကိုငိမ့်ထိကတောရဲတောင်တန်းဟိုဒီလိုက်ငင်းနေတယ်။ကျွန်တော်နဲ့ကိုစစ်မောင်ကအပေါ်ပါသွားရင် အနီးနားကိုတောလေထွက်ကြတယ်။တခါနာပဲလည်လိုက်ရတယ်။ကားနုတန်ကြားလို့အပြန်မှာကျွန်တော်တို့လက်ထဲယုံကလေးနှကောင်ကိုလေးတနက်နဲ့ပြစ်ခတ်ရရှိလာတယ်။ယုံကလေးတွေကိုကားပေါ်တင်းပြီးကြံခီးကိုဆက်ထွက်လာဖြစ်ကြတယ်။ယနေ့ကအတော်ဆောင်နေပြီ။ကားကထင်မှတ်ကားကထင်မှတ်မထားပဲပြက်ခဲတာမို့တက်ချက်ထားတဲ့အချိန်တို့ကလွဲကြော်ကုန်တယ်။ ကိုစစ်မောင်ကြီးကဒီကနေ့တော့ကြားခက်ရာစီကိုရောက်နိုင်မှာမဟုတ်ကြောင်းအရှိကတောင်ပို့ကုန်းရွာမှာကညသာတဲခိုရမယ်အကြောင်းကိုပြောပြတယ်။ဒါတောင်ဝိတ်ချုံမရောက်မှာတဲ့။ကျွန်တော်လေးကိုစစ်မောင်ရဲ့စီစဉ်ပြောပြမှုကိုဘာအကုန်မှမတက်ဖြစ်ပါဘူး။ကားပြတ်တာကိုဘသူကဖတ်တက်နိုင်မှာလဲ။ပြီးတော့အခုခီးလာကြသူ၄ယောက်ထဲမှာကိုစစ်မောင်ကလွဲပြီးကြံသူတို့ကလွတ်လွတ်တမောင်ရဲ့မဟုတ်လား။စိတ်သွားတိုင်းကိုပါနိုင်ကြပါရဲ့။ငါကိုယ်တည်းကတောစီမာသာနေပြောကြသူတွေမို့ တောတောင်ထဲမှာဘယ်နဲ့ရပဲနေရနေရဆိုတဲ့စိတ်မျိုးကလည်းကျွန်တော်တို့အားလုံးစီမှာရှိနေကြတယ်ကျွန်တော်ဆိုရင်ရန်ကုန်မှာလျှက်စစ်ပစ္စည်းဆိုင်လေးဖွင့်ထားပဲမယ်ကျွန်တော်မရှိရင်အမအများကကြည့်ရှုပေးတာမို့ပူပင်စရာမလိုဘူးနှလုံးသားရေးရမှာကောရုံးနဲ့ကျွန်တော်ချစ်သူတတန်တနစ်ကြော်လာခဲ့ပြီနှစ်ယောက်စလုံးကရုံးချောင်းပြီးပါမှလက်ထက်ကြမယ်လို့တိုင်ပင်ထားကြတယ်ရုံးဖွဲ့ရဖို့ကတနစ်လောက်လိုနေသေးရဲ့လေဒီအတွက်ကြောင့်လေကျွန်တော်စိတ်သွားတိုင်းကိုပါနေစေပေါ့အဲကျွန်တော်ပြောဖို့မေ့နေသေးတာ ကျွန်တော်လိုပဲကျွန်တော်တပည့်ကျော်ဆိုးလေးဟာလဲကျွန်တော်အမဲပြွချင်းအလုပ်ကိုတစ်နှစ်လောက်ငန်းလိုက်ချင်းရွာပြန်နေပြီမိဘလေယာကိုကုလုပ်ပေးရင်ချစ်သူကောင်မလေးရရှိခဲ့တယ်တဲ့လေလူအင်းနှုတ်ဧတမားကဘလူပဲပုံများရည်စားရတာလေဆိုတာကိုတော့ကျွန်တော်စဉ်းစားမရတာအမှန်ပါပဲဒါပဲမဲ့လေတပည့်အတွက်တော့ခုံယူမဆုံးပါဘူးရှင်နာမှာစမ်းချောင်းဖြတ်ရမယ်လမ်းဆိုးတယ်ခက်ဖြည်းဖြည်းသာစင်းဒီလန်းခီးကိုငါးကြိမ်ထက်မနေသွားလာဘူးသူကိုစစ်မောင်က ကားစီယာကိုချမ်းလေးကိုတတိပေးပြောနေတဲ့အံကိုကြားရပြီးကျွန်တော်အတွေ့တွေပြတ်တောက်သွားရတယ်။ကိုချမ်းလေးကကားမောင်းအတော်ညံ့ညောတယ်။စိုးရွားတဲ့လမ်းကိုအငင်းသာသောအကောင်းဆုံးဖြတ်ကျော်ပြီးစမ်းချောင်းတစ်ဖက်ကိုကျွန်တော်တို့တက်နိုင်ခဲ့တယ်။တစ်ဖက်ကမ်းရောက်ပြီးမကြဘူး။မိုးချုပ်လာတာမို့ကားမီထိုးပြီးမောင်းချရရတယ်။ကားမီရောင်ရှိမှတောကောင်လေးကြီးမကြခဏဖြက်ဖြက်ပြေးတယ်မြင်ရတယ်။ရုံတန်းကောင်ကိုရာထားပြီးတာမို့ပြစ်ကပ်ဖို့စိတ်မကူဘူးပဲ။တောင်ဖို့ကုံရွာကိုရောက်ချင်းစိတ်သာပြင်းပြနေမိတယ်။ အနားယူချင်လာပြီလေ။နိုင်ဝက်လောက်မောင်းမိချိန်မှာတော့အိမ်စုစုရှိတဲ့တောင်ပေါ်ကုန်းရွာကလေးကိုရောက်လေပြီ။အမောင်တဲ့မောင်းဝင်လာတဲ့ကားတန်နဲ့ကားမိအောင်ကြောင့်ရွာကလူတွေထွက်ကြည့်ကြတယ်။ကိုစစ်မောင်ကရွာထိပ်ကအိမ်တဲ့အိမ်စီကိုကားကိုချိုးကွေဝင်စေတယ်။အိမ်ကလူတွေကတော့ပါလဲပဲလဲဆိုတဲ့အကြည့်နဲ့ကြည့်နေကြတာပေါ့။ကိုထွန်းတင်ကျုပ်စစ်မောင်ဗျ။ကိုစစ်မောင်ကကားရက်တန်နဲ့အတန်ပေးရင်ခုန်ဆင်းတယ်။အင်ရှင်အသက်40ရွယ်လူကလည်း ကိုစစ်မောင်ဆိုတာတည်တာနဲ့ဝမ်းသာသွားလိပြီးအနာကိုရောက်လာကဆရာစစ်မရောက်တာကြာပြီကောဘယ်ကဘလူများရောက်လာကြတာတော့ဒီမဲကျုံးမိတ်ဆွေတွေကရန်ကုန်ကနေလာကြတာသူတို့ကကြာခွဲရာစီကိုပို့ပေးမလို့လေဩဒါနဲ့များဗျာစောစောမလာပဲဘလူဖြစ်ပြီးမိုးကြီးချုပ်လာရတာလေလမ်းမှာကပြက်နေလို့ကိုထုံးတင်ရင်အင်းဖြစ်မှဖြစ်ရလေဆရာစစ်ရဲ့တင်ရတော့ဟုတ်ဖောက်ကိုဆက်သွားဖို့ကမလွယ်တော့ဘူးအိမ်မှာပဲတဲလိုက်တော့ဒီလိုပဲတွေးပြီးဝင်လာတာဗျာ ကိုစစ်မောင်တို့အပြန်လည်ပြောနေကြတာကိုနားစုံရင်ကျွန်တော်ကလည်းကားပေါ်ကဆင်းကြတယ်ထုပ်ပိုးတွေကိုချမယ်လို့တော့ကိုထွန်းတင်ရဲ့အိမ်သားတွေကဝိုင်းကူချကြတယ်ကျွန်တော်တို့ကတော့ခြေတန်းရှိအိမ်အောက်ကတန်လျာခင်ရစီကိုဖိတ်ခေါ်တယ်ဘိုက်တွေလည်းစာကြရောပေါ့ရောက်လာခဲကညာကြီးမွတ်တုတ်ဆိုတော့ထွေထူးပြီးဘာမှမလုပ်တတ်တော့ဘူးရတယ်ကိုထွန်းတင်တုတ်တုတ်မှလမ်းမှာပြစ်လာတဲ့ရုံနှကောင်တော့ပါလာတယ်အဲ့ဒါအဆင်ပြေမယ်ဆိုတော့ချက်လို့ရပါတယ်ဟာနှကောင်ထောင်းလားဒါဖြစ်တော့လဲချက်တာပေါ့ဗျာ ကိုတို့နေပြောပြောဆိုဆိုပဲသူမိမကိုလမ်းခေါ်တယ်မိမဆရာစစ်တို့ရုံကောင်းပါလာတယ်အဲ့ဒါအခုချက်ပေးကွာအင်းချက်လိုက်မယ်ကိုဘုတ်တော်ဟိုဘက်ကမိကြီးမားတို့သွားခေါ်လိုက်မယ်အေးသွားသွားကိုထွန်းကျင်မိမထွက်သွားချင်းဆိုလေးလေးအလိုက်သတိပဲကားပေါ်ကရုံကောင်ကိုသွားယူချလာတယ်စူးစူးဖြိုးဖြိုးတွေပဲဗျအင်းဟုတ်တယ်အပေါ်သွားရင်ယုံချင်းလက်လက်ဆက်ဆက်တွေ့လို့တောလေလိုက်တာကောင်းတယ်ကောင်းတယ်တကောင်ကိုအချိုချက်တကောင်ကိုအဆက်ချက်ပေါ့အစင်ပြလို့သားချက်ဗျာ ။ဒါနဲ့ဟိုဟာကောလုံးမလား။ကိုထွန်းမြိုင်ကတော်ရက်ကိုရည်ရွယ်ပြောမှန်းကျွန်တော်သိမိလိုက်တယ်။ကိုဆိုင်လုတာပေါ့ဗျာ။ကျွန်တော်တို့တိတ်ကြိုက်တဲ့အရာပဲကိုရန်ကုန်မှာတိတ်ရှားတယ်ဗျ။ကျွန်တော်ပြောကြောင်းအကုန်လုံးရက်ပွဲဖက်မိကြတယ်။ကိုစစ်မောင်ကကျွန်တော်နဲ့ကိုထွန်းတိန်ကိုမိတ်ဆက်ပေးတယ်။ကိုထွန်းတိန်ရဲ့မိန်းမနဲ့အိမ်နီးသားချင်းမိန်းမများကရုံနှကောင်ကိုအသားဖြတ်ခုတ်ထက်နေကြပြီ။ကလေးသုံးလေးယောက်ကလည်းရုံသားဆ ਾਇ ရမှာမို့မအိတ်ကြသေးပဲချက်ပြုတ်မဲ့ကိစ္စမှာကုညီနေတယ် ျွန်တော်တို့စကားချို့ပြောဆိုဖြစ်နေတာအဓိကအဖြစ်ပြောဖြစ်တာကတောတောင်ချောင်းတွေကိုစစ်မောင်နဲ့ကိုထုံးတင်တို့ကစကားဝိုင်းကိုဥဆောင်ပြောနေတယ်တောစီမခွင့်ဖြစ်တာကြားနေပြီဖြစ်တဲ့ကျွန်တော်နဲ့ဆိုလေကိုငိမ့်ထီးနဲ့ကားစရာကိုချမ်းလေးတို့ကနားထောင်သမားတက်တက်ရဲ့အဲ့ဒီတုန်းကအဖြစ်ကတော့တကယ်ပါကိုစစ်မောင်ရဲ့ကျုပ်ဖြစ်ယုံထောင်ကြောင်းမိမဟုတ်ပဲယုံထောင်ဝေမိရတယ်မိရဲ့မွေကလည်းနည်းနည်းနော်နော်လားစပက်ကြီးမွေကောင်မပေါင်လုံးထက်မကဘူးဗျာဒါဖြစ် င်များတော့ချီကြိုက်သွားတာပေါ့ကြိုက်ချက်ပဲလေအရှင်ဖမ်းပြီးတော့တောင်ကိုလွတ်လပ်ရေးဆေးဘွဲကပြပွဲသမားတွေကိုတွားရောင်းလိုက်တာဝေတသားလောက်ရလိုက်တယ်ဗျအင်းကန်ဆိုးတာကအဲ့လိုပဲဗျကျုပ်လည်းတစ်ခါသားကျုပ်အစ်မုံစိုးနှစ်ယောက်နဲ့တောလဲထွက်တာစွာနောက်ဘက်ချမ်းပေါ့ပြစ်တာကရေတောက်ဆင်းနေတဲ့ဂျီကိုဒါပေမဲ့ဂျီကိုမမှန်ဘူးတစ်ဖက်မှာကျင်းလူနေတဲ့တောဘက်ကိုတွားမှန်တာဂျီဆိုရင်ထန်ကုန်ရမှာ၁၄၅ပိတ်တာလေတောဘက်ထရရတော့အချိန်၃၅ရလိုက်တယ်ကျွန်တော်တို့ဝိုင်းရည်လိုက်မိကြတယ် ဒါမျိုးကဖြစ်တော့ဖြစ်ခဲပေါ်ပါတဲ့ torrent ဖြစ်ရကလေးများဖြစ်ပါတယ်။ကျွန်တော်လည်းတစ်ခါကဝါခုတ်တဲရစီမှာမျက်မြင်ကြုံဘူးရဲ့။အဲ့ဒီတုန်းကဝါခုတ်သမားမုံချောင်းထဲမှာငါးမိုင်းခွဲတာဖြစ်ချင်တော့ရီအောက်မှာငါးဖန်းနေတဲ့ငွေကြီးတစ်ခေါင်ကိုပါရလိုက်တယ်။ကျွန်တော်တို့လည်းငွေသားရင်မိန်မိန်ကြီးစားခဲ့ရလေရဲ့။ကိုစစ်မောင်တို့စကားကောင်းနေချိန်မှာတော့ဒီဖြစ်ရက်ကိုကျွန်တော်ကတတိယတန်ပြောပြမနေတော့ဘူးသူတို့ပြောရကိုပဲနားထောင်နေမိလိုက်တယ် ရှိရာလေးနဲ့အရင်ဆုံးတောက်စားရင်စကားပိုင်းလည်းကောင်းအင်းချက်သူများကလည်းချက်ဆိုတော့အချိန်ခါကုံလို့ကုံမဲမသိတက်ကြီးကောင်းချချိန်ကြက်တုံတန်တချို့ထွက်ပေါ်လာတယ်။ကိုထုံးတဲ့မိန်းမကကျွန်တော်တို့နားရောက်လာပြီးယုံသားဟင်းတစ်စလုံးနဲ့ကြော်ထားတဲ့တပကံကိုလာချပေးတယ်။ခလီရီကိုလည်းကျွေးလိုက်ပါအောင်ကိုစစ်မောင်ကပြောတယ်။နောက်ပြီးမှစားနေကြပြီကိုစစ်မောင်။အော်ဟုတ်ဟုတ်ကိုတင်းနဲ့မိန်းမပြန်ထွက်သွားတယ်။ကျွန်တော်တို့လည်း အနီးကောင်းပြီဆိုတော့ငါကိုကဖြည်းဖြည်းချင်းစောင့်တောက်နေရတဲ့တောအရက်ကိုအကြိုက်တောက်ကြပါပြီ။ရင်းနဲ့ရုံမကတကောင်ကိုရောင်ကြော်သွားခဲ့တယ်။၆ရောက်တောက်တာတောရက်နဲ့လေးပလင်းပုံးကိုတပုံးကုန်ပြီ။နောက်တပုံးလက်ဇက်ကျိုးနေပြီ။ရုံသားကျော်ရင်းကလည်းပကံနဲ့အယိုးရင်းသာကြံတော့ရဲ့။ကိုထွန်းတင်ရဲ့မိန်းမနဲ့ကလေးတွေကတော့အိဆက်လို့ဟောက်တန်တွေတောင်ထွက်ပေါ်နေကြပြီ။ကဲဒီလောက်နဲ့နေချဆိုလား။ကိုစစ်မောင်ကပြောတော့ကျွန်တော်တို့အားလုံးခေါင်းငိတ်မိကြတယ်။မူးရတော့တိမ်မမူးသေးဘူး။ စုံတုံးစုံကိုက်ဆိုတော့တောက်ချင်မိနေသေးရဲ့ဒါပေမဲ့မနှက်ကိုဆရာဆိုင်တို့ကသွားဖို့လာဖို့ရှိနေတော့ဗျာကိုထွန်းတင်ကမမူသေးဘူးတောက်ချင်သေးရပြောတာသူ့ပုံကတိတ်မဟန်တော့ခေါင်းကငိုက်ဆိုင်ကြနေပြီကျွန်တော်တို့လည်းသူနဲ့တိတ်မထူပါအောင်မတောက်လာကြတော့လဲတော့ရတင်ပြင်းကမူးစေတယ်ဒီညာအတွက်ကိုအိတ်ဆက်ဖို့ကကိုစစ်မောင်နဲ့ကျွန်တော်ကအိမ်ပေါ်မှာအိတ်မယ်ဆိုလီနဲ့ကိုကွန်လေးကကားပေါ်မှာအိတ်မယ်ပေါ့ဒီလိုနဲ့ပဲကျွန်တော်တို့အိတ်ရဝင်ဖြစ်ခဲ့ကြတယ်နောက်တနေ့မနေ့ရောက်တော့အိတ်ရကထားချင်း ညကတောက်တာများပြီးခေါင်းနဲ့ညီညီစီဖြစ်နေရောကိုထွန်းတင်လည်းအလိုက်သိပါတယ်မနက်စာနဲ့အတူလုံသားမကျော်အနေငယ်နဲ့ညကလက်ကြံကိုပြန်ဖြေနိုင်မှုစီစဉ်ပေးထားတယ်မနက်စာစားရင်ပြန်ဖြေလိုက်တော့နေရထိုင်ရတက်တောက်တက်တာရှိသွားကြတယ်မနက်9နာရီလောက်ကျတော့လက်စာတက်ပစ္စည်းတွေကိုကျွန်တော်တို့9ယောက်ကကြက်ခတ်ရွာစီလက်ကြံခီးကိုဆက်ခဲ့ကြတယ်ရွာချင်းဆက်လန်းဆိုတော့လန်းကအရင်လာခဲ့တဲ့လန်းထက်တော့ကောင်းလာတယ်၁၇နာရီလောက်မှာတော့ကျွန်တော်တို့ကြက်ခွက်ရာစီကိုရောက်ကြပါတော့တယ် ကိုစစ်မောင်ရဲ့ mix တွေကိုဖုတ်တင်ကတကယ်သဘောမနှောကောင်းလာရဲ့အိမ်ကတော့ရုံးမတွေကအိမ်တွေရဲ့ပုံမှန်အတိုင်းခြေတန်းရှိရှိစောက်ထားတယ်ကိုဖုတ်တင်ရဲ့လမ်းပြမှုနဲ့ပဲသူပြောရတက်ပင်စီကိုသွားကြည့်မိတယ်အပင်စီရောက်တော့ကိုငိမ့်ထေးကအသေးချာစစ်စေးလေးလာတယ်အပင်ကကျွန်တော်တို့ပေါင်လေလောက်ပဲမြင်တယ်အရွက်ပုံစံဝါဖန့်ဖန့်နဲ့အသွင်ကအရွက်ရောက်ပြီးသားပေပင်ကြီးပုံစံကိုမှအခုဟာကအငဲစားပုံဆိုင်လောက်ထားတာလေးနဲ့တူတယ်အသားစားတာဘယ်လိုသိလဲဗျာ ကိုငိမ့်လေးကမေးတယ်တလောလေးကလင်းမွေတကောင်ကိုလိုက်ရင်လင်းမွေကဒီနားရောက်တော့ရုတ်တရက်အပိုင်းပိုင်းပြတ်ပြီးတည်နေတာတွေ့ရဲ့ဗျနောက်ကောဗျနောက်တစ်ခါငှက်ကလေးတွေဒီပင်မှာတည်နေတာတွေ့မိတယ်အခုနေတော့ဘာမှမတွေ့ဘူးနော်အယိုးရင်းတွေတော့ရှိတယ်ဗျကိုဖုတ်တိန်ကအပင်အနီးဝန်းကျင်ကငှက်ရိုးတချို့ကိုလိုက်ရှာပြီးပြတ်သားတယ်ကိုငိမ့်လေးကအပင်ကိုအသေးချပြန်ကြည့်ပြန်တယ်ဘယ်လိုလဲကိုငိမ့်ချင်းနေတိတ်တော့မဟုတ်ဘူးလို့ထင်မိတယ်ဗျ သူပြောပုံရရေရရာတိတ်မရှိဘူး။อืมဒါနဲ့ခင်ဗျားအဲ့လိုအပင်နေတွေ့ရင်ဈေးကောင်းပေးမယ်လို့ဘာလို့ပြောမိသေးလား။အင်းပြပြောမိသေးတယ်။ကျွန်တော်စီဖုန်းဆက်ပြောပြီးနှစ်ရက်လောက်ကြာတော့သူတို့ရောက်လာကြတယ်။ဒါနဲ့ပဲစကားဆက်မိရင်သူတို့ကိုပြောမိပေါ့။ကိုငိမ့်ထေးကခေါင်းကိုခါရမ်းလိုက်တယ်။ဒါဆိုရင်တော့ကျုပ်တို့လာမောကြီးဖြစ်ရပြီဗျာ။ဘလို့ကြတော့ကိုငိမ့်ဝေရကျင်စောနဲ့မဟုတ်ပင်မဲ့အဲ့ဒီစိတ်ခံနဲ့သူတို့ချင်းကြီးဆက်ထားတဲ့အပင်ဖြစ်နေတယ်ဗျဟုတ်လားအင်း ဒါပေမဲ့လည်းတအားတော့အကျိုးမရောက်ပါဘူးဒီပင်ကအတွင်တမှုထူးတော့စိတ်ဝင်စားစရာတော့ကောင်းလေဒီပင်ကိုပဲယူခဲ့တာပါဗျာကျုပ်ခင်များကိုအားနာမိသွားပြီဗျာဒီလိုဖြစ်လေဒီပင်ကိုပဲယူပြီးပြန်ဖို့ဟာစီစဉ်ပေးပါမယ်ကိုစစ်မောင်ကကိုငိမ့်ကိုအရန်ကြီးအားနာပြီးပြောတယ်အားရမနာပါနဲ့ဗျာတကယ်တမ်းတော့လေအားနာမှာကကျွန်တော်ပါခင်များကတော့ကျွန်တော်အတွက်အချိန်ဆိုင်လူဆိုင်ထားပြီးမဟုတ်လားကိုစစ်မောင်ဘာမှမတုတ်ပြန်ဘူး သူ့စိတ်ထဲတော့ဘလို့ပြပြအာနာနေမှာပန်းမယ်သူတို့အကြာကကျွန်တော်ဝင်ပြီးဖေးမပြောဖို့ဆုံးဖြတ်လိုက်တယ်ကဲကိုစစ်မောင်ကကိုငိန်ကကျွန်တော်ကိုစကားနည်းနည်းပြောခွင့်ပေးဗျာအင်းပြောလေကိုဆိုင်ခင်ဗျားတို့အခုပြောတဲ့ပြဿနာကအခြေတင်ဖြစ်နေတာမျိုးမဟုတ်ဘဲနဲ့သူ့ကိုကိုကအာနာကိုကသူ့ကိုအာနာအနီးရခက်တဲ့ပြဿနာဗျာနေအောင်စလုံးကျွန်တော်ပြောတာကိုစိတ်ဝင်နေစားနားထောင်နေကြတယ်ကျွန်တော်ဆက်ပြောတယ်ဒီတော့အဲ့လိုကနေတစိမ့်ဆန်ကုန်ကြရလိမ့်မယ်ဖြစ်လေးဖြစ်တာရှိတတ်တာကိုကျွန်တော်ပြောပြရတာပါကိုဆိုင်ဆက်ပြောပါအဲ့ဒီတော့ ဲ့ဒီကိစ္စအဆင်ပြေသွားအောင်ကျွန်တော်ဒီလိုတွေးမိတယ်။ရောင်လဲရောက်ပြီးနေပြီ။ကိစ္စကလည်းအဆင်မပြေတော့ဘယ်တက်နိုင်မလဲ။အဲ့ဒီတော့အစိုးရကကောင်းအရှုံးတွေကအမျက်ထွက်ရအောင်ဒီမှာ၃လရက်လောက်ဆက်နေပြီ။တော့လဲရင်အခြားပင်မျိုးစိတ်များကိုရှာဖွေကြည့်ဖို့ဒါကဖြစ်ပြီးခဲ့တဲ့ကိစ္စကိုဖြေရှင်းရမရောက်ပဲမယ်။တနည်းတော့ကောင်းတဲ့ကိစ္စဖြစ်လာမှာပါ။ကိုဆိုင်ပြောတာမဆိုးဘူးဗျ။ကိုငင်းကကျွန်တော်စကားကိုထောက်ခံတယ်။ကိုစစ်မောင်ခင်ဗျားအောင်ကျွန်တော်ကိုစစ်မောင်မေးလိုက်တယ်။ကျုပ်ကတော့ကိုငင်းကိုအာဏာမိနေတော့မယ်ဗျ။ ။အော်ကိုစစ်မောင်ရအဲ့ဒါတွေတွေးနေပါနဲ့တော့။အစိုးရကအကောင်ကိုရှာမယ်ဆိုရင်ကျွန်တော်အနေနဲ့လည်းနှစ်နှစ်နေလို့တစ်ခေါက်ကိုရောက်တစ်ခေါက်ကိုရောက်ဖို့ခက်တယ်ဗျ။အပင်နေရှာဖွေရဆိုတာဝါသနာဗျာ။တကယ်တမ်းတော့လုံနေတဲ့စီပွားရေးကျုပ်အတွက်ဝါသနာနဲ့အလုံးမအဆက်ဘူး။အခုတော့ရိုးမာတယ်ကိုရောက်လာရတာကျုပ်အတွက်တော့အတော့ကိုအကျိုးဖြစ်နေပါပြီ။ကိုဆိုင်ပြောသလိုပဲကျုပ်တို့လောက်ကြသလား။ခင်ဗျားကနောက်ပိုင်းအေးရမဟုတ်လားဗျ။နောက်ပိုင်းတော့အေးပါရဲ့ဗျာဒါဖြစ်လေအချားိုက်တွေးမနေနဲ့တော့ဗျာဒီပင်ကလိုချင်တဲ့ပင်မဟုတ်ပင်ပဲကျုပ်သဘောကျမိတယ် နောက်ထပ်တဘောကြကြအပိန့်တွေကိုလည်းလိုချင်သေးတယ်ဗျာအာနာနေတဲ့ကိုစစ်မောင်ကိုကျွန်တော်နဲ့ကိုငိမ့်တို့နှစ်သိမ့်ကြတယ်ကိုစစ်မောင်အစဉ်ပြေတော့ကျွန်တော်တို့လည်းအပိန့်ကိုထားရပြီတော်တဲ့အနေငယ်လှည့်လည်သွားဖို့ကိုဖိုးတိန်ရဲ့အင်စီကိုပဲပြန်ခဲလိုက်တယ်အပိန့်ကိုတော့ပြန်မဲမနှက်မှတူးမယ်ဆုံးဖြတ်ထားတာပေါ့အိမ်ပြန်ရောက်တော့ကျွန်တော်တို့တွေထမင်းဝိုင်းစီထိုင်ကြတယ်မသွားခင်ကိုဖိုးတိန်ကိုကိုငိမ့်ကဈေးဖို့ထုတ်ပေးထားတော့အင်ချက်သားချွတ်ချွတ်နဲ့ချင်းရင်ရင်ရုပ်သီးချောင်းကိုစားကြရတယ်ထမင်းမြိန်ပါတယ် သမင်းစားတောက်ပြီးတော့ကိုဖိုးသိမ့်နဲ့ကျွန်တော်တို့စကားဝိုင်းဖွဲ့ပြောကြတယ်။လူရင်းအကြောင်းတွေကိုပြောပြီးနောက်တော့အလာပါတက်လာပါစကားတွေဆက်ပြောပြစ်တယ်။မုတ်ဆိုးစရာတွေလည်းပါတယ်ဆိုတော့ကျောက်တို့အတိုင်းပြက်နေတာကြာပြီ။အမဲလေးပါလေးပြစ်ကြွေးပါအောင်ဗျာ။ကိုဖိုးတိန်ကပွင့်လင်းစွာနဲ့တောင်းဆိုတယ်။သူတို့ရွာကအင်ဂျီကိုမေးကြည့်တော့40ဆွန်းဆွန်း50တောင်မရှိ။ဒီအိမ်များအတွက်လောင်းငမဲ့အမဲခေါင်ကိုကျွန်တော်စဉ်းစားကြည့်ရတယ်။အလွယ်ကူဆုံးရနိုင်မဲ့တောကောင်ကတော့တောဝက်ပဲ။အိုးဆရာဆိုင်ရာ တော့ဝက်ကတော့ဘာပေါ်တယ်လဲမမေးနဲ့ဟိုရက်ကလည်းဃွားတို့တို့အခင်းကိုအုပ်လိုက်ဝင်သွားတာကိုဖုတ်တိန်ကအာပေါင်းရင်းတန်တန်နဲ့ပြောပြတယ်ဒါဖြစ်ရင်တော့ဟန်တက်တာပေါ့အဲ့ဒီကောင်တွေကိုစောင့်ပစ်ပေးပါမယ်အော်ဒါနဲ့တခြားသောကောင်တွေရောမရှိတတ်ဘူးလားဆရာဆိုင်ပါကောင်ပြစ်ချက်တော့ជីလားဆက်လားအဲ့ဒီကောင်တွေကတော့ဒီနာပေါ်တယ်ဆက်ပွားပေါ်နေရလားជីပေါ်တယ်ဆိုရင်ကျွန်တော်လက်ခံနိုင်သေးရဲ့ဆက်ပေါ်တယ်ဆိုတာအတွက်ကိုတော့လက်မခံနိုင်ဆက်ဆိုတဲ့တရားဝါကတော်ယုံလူသူဝေးရမှာနေတတ်တဲ့တရားဝါ အခုကရွာအနားမှာလာပေါ်နေတယ်ဆိုတာတော့ကျွန်တော်မေးမိရပြီပေါ့ကိုဖိုးတိန်ကလည်းကျွန်တော်ဘာကြောင့်မေးတယ်ဆိုတာချက်ချင်းသိပြီစက်ကတော့ပေါ်တယ်မဟုတ်ပါဘူးဆရာဆိုင်ရာခြီးပေါ်တယ်ပြောရကနေဒီလိုပဲစကားပြောတော့တာပါဒါပေမဲ့စပ်ဖို့စမတစုံကတော့ကျွန်တော်တို့ညီမတားမှာကျင်လဲပြီးနင်းနေတာအတော်ကြပြီမကြမချာသူတို့ကိုတွေ့ရတာတော့ရှိတယ်ဟုတ်လားအပိုင်းနှစ်ကို နောက်နေ့မှတင်ဆက်ပေးပါမယ်ခင်ဗျာနားစင်နေသူအရောက်စီတိုင်းအရောက်စီတိုင်းကို อารมณ์จิตสุดเดียวมาครับเนี่ย